ဆရာကြီးရဲ့စိုးရိမ်မှုကတော့ဆရာကြီးဆေးကိုစတတ်တယ်ဆရာကြီးနေမကောင်းဖြစ်တယ်ဆိုတဲ့ကိုကအဲတပည့်တွေအားလုံးကလေအယံကိုစိုးရိမ်တော့ကရောက်ခဲ့ရပါတယ်။ဘာကြောင့်လဲလို့ပြောရင်ကျမတို့ပညာရေးလောကရဲ့မရှိမဖြစ်ဆရာတဆူပျောက်ကွယ်သွားမှာကိုအားလုံးကအယံစိုးရိမ်ကြတယ်။ဘာကြောင့်လဲဆရာကြီးနေမကောင်းဖြစ်တဲ့ချိန်မှာဆရာကြီးက တပည့်တွေပေါ်မှာထားခဲ့တဲ့မေတ္တာနဲ့ထက်တူဆရာကြီးပေါ်မှာစုတောင်းမေတ္တာပို့ကြတယ်အဲကိုတက်နိုင်တဲ့စွမ်းအားပေါ့နော်ကိုတက်နိုင်တဲ့စွမ်းအားဘက်ကနေပြီးတော့ဆရာကြီးကိုဝိုင်းဝန်းထောက်ပံ့ကူညီကြတယ်အာဆေးလောကလူတွေဆိုလဲဆေးလောကလူတွေအလျောက်အလားငွေကြေးတက်နိုင်တဲ့သူတွေကလည်းငွေကြေးတက်နိုင်တဲ့သူတွေအလျောက်စုတောင်းမေတ္တာပို့တဲ့လူတွေကလည်းစုတောင်းမေတ္တာအလျောက် အားလုံးကဝိုင်းဝန်းပြီးစိုးရိမ်ပူပန်နေကြတယ်လို့ကျွန်မယုံကြည်ပါတယ်။ကျွန်မကိုယ်တိုင်လည်းဖြေမစင်နိုင်အောင်ဖြေရပါတယ်ရှင်။ ဟာရော့ဒီမှာ MS Mail Remover နံစိုးများကိုဖယ်ရှားဖို့ MN ကိုသာဆောင်းထားစို့ကျမကတော့ဒေါနန်းသင်ဆောင်ပါကျမ Majestic Academy နဲ့ Majestic Dynasty ရဲ့ founder ပါအဲဆရာကြီးကကျမအဖေနဲ့ကတငယ်ချင်းနေပြီးတော့ကျမရဲ့ငယ်ဆရာလေးဖြစ်တယ် ပြီးတော့အခုလက်ရှိကျမတို့ကျောင်းလောကမှာဆိုလဲဆရာကြီးကတကယ်ကိုပဲအရန်ကိုလေးစားအားထားရတဲ့ဆရာကြီးတယောက်ဖြစ်တဲ့အတွက်ကျမဒီပွဲလေးကိုမဖြစ်မနေတက်ခဲ့တာပါရှင်။အဲကျမတို့ကတော့ဆရာကြီးလက်ပေါ်မှာကြီးခဲ့ရတာပေါ့နော်။ကျမငယ်ငယ်လေးကဆရာကြီးတို့လက်ပေါ်မှာကြီးလာတယ်။ကိုရန်ဆယ်တန်းရောက်တော့အဲ၈တန်းလောက်ကစပြီးတော့ပေါ့။ဆရာကြီးကစာစာကုန်းတင်ပေးခဲ့တယ်။အဲ့တော့ဆရာကြီးရဲ့မြန်မာစာတူရှင်တက်ခဲ့တယ်ပေါ့နော်။အဲ့တော့ဆရာကြီးစီမှာတက်တယ်။ဒါပေမဲ့ကျမတို့ကလေဟိုတူရှင်လောကအတိုင်းဝိုင်းဖြစ်တဲ့အတွက်ကျမဘာလာကားမှမပေးဘဲနဲ့ဆရာကြီးစီမှာတက်ခဲ့ရတာပါ။ အဲ့တော့အဲ့ဒီအချိန်ကြီးကဆရာကြီးကတပည့်တွေကိုချစ်တယ်ဆိုတာထက်နှွေးထွေးတယ်မြတ်တာပေးတယ်အဲသူ့ရဲ့သားသမီးတွေကဲတော့ပဲဆက်ဆံတယ်ပြီးတော့တပည့်တွေအပေါ်မှာတပည့်လို့သူကမမြင်ဘူးသားသမီးလို့ပဲမြင်တယ်တခါမှလေကျွန်မဆရာကြီးဆိုတာမကြားခဲ့ရဘူးအဲမြင်လည်းမမြင်ခဲ့ရဘူးအစ်မကိုယ်တိုင်လည်းအဆူမခံရတယ်လို့ဘသူ့အိုးမလေးကြံကြံနန်းနန်းပြောတာကိုကျမမမြင်ခဲ့ရအောင်အမြဲတမ်း ဆုံးမတိုင်းမှာလေပြေလေးနဲ့ကလေးတွေနားဝင်အောင်အသူရင်တွေက စေတနာအပြည့်နဲ့ပြောခဲ့တယ်။ဒါကဆရာကြီးရဲ့တပည့်တွေအပေါ်မှာပေးတဲ့ချစ်ချင်းမြတ်တာလို့ကျမတော်မြင်ပါတယ်ရှင်။အဲ့ဒီစွမ်းဆောင်ချက်တွေကိုပြောမယ်ဆိုရင်လေဟိုတကယ်ကိုတထောင်တညပုံမြင်လို့ပဲပြီးဆုံးနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့အခုကျမတို့ဒီကျူရှင်လောကကနေပေါ့နော်ကျမတို့2012လောက်မှာကိုပိုင်ချောင်းလောကအောင်ရောက်လာကြတယ်ပေါ့အဲ့ဒီလိုရောက်လာတဲ့အခါမှာလေဆရာကြီးရဲ့ကျေးဇူးတွေမကင်းဘူးလို့ကျမတို့ပြောလို့ရတယ် ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဆရာကြီးကဘယ်ပွဲမဆိုအလားဟိုဆရာကတော်ပွဲတွေပဲဖြစ်ဖြစ်ကျမတို့ចောင်းပွဲတွေပဲဖြစ်ဖြစ်ចောင်းနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေပဲဖြစ်ဖြစ်နေရာတိုင်းမှာအမြဲတမ်းရှိနေတဲ့အတွက်သူ့ရဲ့အမှတ်တရကိုပြောပါဆိုရင်ကျမတို့ကဘလို့မှမကုံနိုင်တော့အောင်ပါပဲဆရာကြီးရဲ့ဆိုရင်မူကတော့ဆရာကြီးဆေးကိုစတတ်တယ်ဆရာကြီးနေမကောင်းဖြစ်တယ်ဆိုတဲ့ကိုကအဲတပည့်တွေအားလုံးကလေအယံကိုဆိုရင်တော့ကရောက်ခဲ့ရပါတယ်ဘာကြောင့်လဲလို့ပြောရင်ကျမတို့ပညာရေးလောကရဲ့မရှိမဖြစ် ဆရာတက်ဆူပျောက်ကွဲသွားမှာကိုအားလုံးကအယမ်းစိုးရင်ကြတယ်။ဒါကြောင့်လဲဆရာကြီးနေမကောင်းဖြစ်တဲ့ချိန်မှာဆရာကြီးကတပည့်တွေပေါ်မှာထားခဲ့တဲ့မေတ္တာနဲ့ထတ်တူဆရာကြီးပေါ်မှာစူတောင်းမေတ္တာပို့ကြတယ်။အဲကိုတက်နိုင်တဲ့စွမ်းအားပေါ့နော်။ကိုတက်နိုင်တဲ့စွမ်းအားဘက်ကနေပြီးတော့ဆရာကြီးကိုဝိုင်းဝန်းထောက်ပံ့ကူညီကြတယ်။အာဆေးလောကလူတွေဆိုလဲဆေးလောကလူတွေအလျောက်အလားငွေကြေးတက်နိုင်တဲ့သူတွေကလည်းငွေကြေးတက်နိုင်တဲ့သူတွေအလျောက်စူတောင်းမေတ္တာပို့တာတဲ့လူတွေကလည်းစူတောင်းမေတ္တာအလျောက် အားလုံးကဝိုင်းဝန်းပြီးစိုးရိမ်ပူပန်နေကြတယ်လို့ကျမယုံကြည်ပါတယ်။ကျမကိုယ်တိုင်လည်းဖြေမစင်နိုင်အောင်ဖြေရပါတယ်ရှင်။ကျမတော့ဆရာကြီးကိုလေအရင်တော့လိုပဲကျမတို့ကျောင်းနေရဲ့ပွဲတိုင်းမှာအမြဲတမ်းအရှိရနေမမမမရက်တီပြီးတော့အမြန်ဆုံးကျမ်းမာပါစေလို့ကျမတို့နေ့စဉ်နေ့တိုင်းမေတ္တာပို့ဆုတောင်းလျက်ပါရှင်။